Hello အားလုံးပဲမင်္ဂလာပါ LP Shop ဟုတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့လောက်ပြင်မယ် Big Cat Season 4ကတော့ Yes No မေကွန်လေးတွေအတွက်ပေါ့နော်ကိုယ်စိတ်ထဲမှာရှိတဲ့မေကွန်တစ်ခုခုကိုအာ Yes No ဖြစ်ပြီးမဲ့ reading လေးပဲဖြစ်ပါတယ်နော်ကဲကြိုင်းနှစ်သက်ရပေါ့လေးတွေကိုရွေးလိုက်ကြရအောင်ဒါရီက cut တွေကိုမ shuffle ရသေးဘူးမထုတ်ရသေးဘူးနော် Part 1 Celestial Town လေး Part 2 စစ်ထရင်ကြောက်တောင်းလေးအရင်တုန်းလေးတွေပေါ့နော်ဒီတစ်ခါကပါ3အမသစ်ကြောက်တောင်းလေးနော်အဲ့တော့ဂျိုင်းနှစ်သက်ရာခရစ်စတယ်လေးကိုရွေးဒါမှမဟုတ်လည်းဂျိုင်းနှစ်သက်ရာဒီဒက်လေးကိုရွေးပြီးတော့နော် query reading တွေမှာပြန်ဆုံကြရအောင်နော်ပါ1ပါ2ပါ3 see you hello ပါ1ဒီ crystal လေးကိုရွေးထားတဲ့ power line တွေအတွက် reading လေးကိုစာပြီးကြည့်ပေးမှဖြစ်ပါတယ် yes no မေးခွန်းလေးပေါ့နော်ကိုယ်စိတ်ထဲမှာမေးထားတဲ့မေးခွန်းလေးကိုဒီကတ်လေးတွေနဲ့ yes no ဖြည့်ပေးမှာဖြစ်ပါတယ် percentage ပါမယ်ပေါ့နော် percentage နဲ့ကိုအာ personal reading နေမှာအလိုမျိုးပဲ percentage နဲ့ပြောပေးမှာဖြစ်ပါတယ် yes ဆိုရင်လည်း block percent yes အဲ့လိုမျိုးပေါ့နော်ပြီးတော့อืมဘာပြောချင်တာလဲခုနကစဉ်းစားနေရအာ oh yes no မေးခွန်းမေးတဲ့အခါမှာပေါ့နော်ဒီဟာကိုကဟို positive back ကို ရောက်တဲ့ yes no ဖြည့်ပေးမှာပေါ့နော် positive ဘက်ကိုရောက်တဲ့ဟာမျိုးဆိုရင်ဥပမာဥပမာအခြေရေးမှာဆိုရင် तू आ ကိုပေါ့အာ तू आ ဖောက်ပြန်နေလားလို့မေးရထားပါတော့ဒါ positive cut တွေနဲ့ yes ဆိုလို့ရှိရင်ဒါဖောက်ပြန်တာကြီးက positive မှမဟုတ်တာဟုတ်တယ်မလားအဲ့တော့ तू आ ကိုပေါ့တစ္ဆာရှိလားလို့အဲ့လိုမျိုးမေးတဲ့နေပေါ့နော်အဲ့လိုမျိုးမေးတဲ့အခါကျမှ အာပို့ပြီးတော့အဆင်ပြေမယ်။သူကကိုယ့်ပေါ်သစ္စာရှိလားဆိုရင် yes ဆိုရင်ဒါ positive ဘက်သွားတဲ့သစ္စာရှိရဆိုရင်နော်ဖောက်ပြန်နေလားဆိုတာကို yes ကို positive ကတည်းနဲ့ကအဲ့ဒါ logical မကြောက်လीနော်အဲ့လိုမျိုး Okay အာဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ဆက်ပြီးတော့ကြည့်တာမဟုတ်ဘူးအခုမှစကြည့်မှာဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ဒီကင်မရာမှာပဲ share form မှာဖြစ်ပါတယ်နော် share ပြီးတော့ချိုးတက်ကိုချိုးလိုက်ပြီးတော့အဲ့ဒီ အာဆန်ခဲ့တဲ့အပုံကနေအပေါ်ဆုံးသုံးကပ်ကိုယူပြီးတော့ yes ကိုကြည့်မှာဖြစ်တယ်နော်ပြီးတော့ချိုးလိုက်တဲ့ဟာရဲ့ energy လည်းကြည့်မှာနော် okay ပါဝန်လေးတွေစိတ်ထဲမှာမေးနေရမေးခွန်းရဲ့ yes no အခြေလေးကိုဖြည့်ပေးပါကျေးဇူးပြုရစ်ဒီစမေကနေလား

reverse ယူကြည့်လို့မရှိဘူး။လုံးဝလုံးဝကြည့်ဖို့ calling ဖြစ်လာရင်ဒါကြည့်တာပေါ့နော်။ Okay. Yes no ကြည့်တဲ့အခါမှာဒီမှာ Knight of Pentacles ရတယ်ပထမကက Knight of Pentacles ဒီမေကွန်ရေရှည်အတွက်မေးတဲ့မေကွန်မျိုးပို့ဖြစ်ဖြစ်နိုင်တယ်ဒါမှမဟုတ်ရေရှည်ကြမှကိုဖြစ်ချင်တာဖြစ်လာမယ်ပုံစံမျိုးလေးဖြစ်ဖြစ်နိုင်တယ် Okay Queen of Queen of Swords Queen of Swords ကဘာလို့ um chain of source လို့ခုနထင်တော့လည်းမသိဘူး။ပါရွေးအဲ့ဒါအတူတူပါပဲ။ရေပူရပြောရရင်ပြီးတော့9 of cups ဒီခါကျတော့ page of wands အဲ့တော့ဒီကလေးတွေကိုကြည့်မှဆိုလို့ရှိရင်အာ Knight of Pentacles က yes, Queen of Swords က maybe unclear နော် queen of swords ပဲဖြစ်ဖြစ် king of swords ပဲဖြစ်ဖြစ် maybe or unclear nine of cups ကကြတော့ no page of wands ကကြတော့ yes အဲ့ဒီတော့လေဒီမှာ passage နဲ့ percentage နဲ့သွားလိုက်မယ်ဆိုလို့ရှိရင်လေဒီကောင်50-50လောက်ပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်50-50မဟုတ်ရင်လည်း yes ဘက်ကိုကတော့နည်းနည်းလေးတော့များမယ်နည်းနည်းလေးတော့များမယ်ဆိုတာလေအာ55%တော့မဟုတ်60%လောက်တော့ဖြစ်နိုင်တယ် နော်များ yes ဘက်ကိုများရင်တောင်မှ5% 10%လောက်ပဲအများဆုံးများနိုင်တယ်အဲ့တော့ဒါကလေပို့ပြီးတည်လာရဖို့ရှိအောင်မထင်တဲ့ဒီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချရမှာလို့ပါလို့ဆိုလို့ရှိရင်လေ sorry ဆုံးဖြတ်ချက်မချခဲ့ခင်ကိုတည်လာစရာရှိသေးတယ်အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်ပြီးတော့ဒီ yes no နဲ့ပတ်သက်ပြီးတော့လေအာ yes လို့ရထားတယ်ဟုတ် อ่า sorry yes ကို5%နဲ့ရထားတယ်ဟုတ် yes ကို5%နဲ့ရထား yes ဖြစ်သွားရင်တောင်မှကိုယ့်ဘက်ကလက်လွတ်ရမှာမျိုးလေးတွေထားခဲ့ရမှာမျိုးလေးတွေဆုံးရှုံးရမှာမျိုးလေးတွေရှိတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကကိုဖြစ်ချင်တဲ့အတိုင်း yes ဖြစ်သွားရင်တော့ကိုယ့်ဘက်ကအာလက်လွတ်လိုက်ရမှာလေးတွေရှော့ပေးလိုက်ရမှာလေးတွေဆုံးရှုံးလိုက်ရမှာလေးတွေရှိတယ်ပေါ့နော်ပြီးတော့ဒါကအချိန်ယူပြီးစဉ်းစားဖို့ကိုပြောနေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အချိန်ယူပြီးစဉ်းစားပါနော် okay um ဘာနဲ့ကြည့်မလဲဆိုတော့အဲ့ကြောင့် message ကြည့်အောင်ဒီမေကုန်းနဲ့ပတ်သက်ပြီးတော့ universe ရဲ့ message angel ရဲ့ message ပါဝင်လေးတွေအတွက်ဒီ yes no မေကုန်းမှာအာ55ရာခိုင်နှုန်း yes ရထားတယ်ပေါ့နော်အဲ့ဒါ angel ရဲ့ message universal message ကပြောချင်တယ်တကယ်ထွက်လာပြီပါ okay don't stop တဲ့အဲ့တော့စိတ်အားမငယ်နဲ့ပေါ့နော်အခု yes ဘက်ကိုနည်းနည်းလေးပဲပါသေးတဲ့အတွက်အာစိတ်ပြတ်အားရော့သွားတာတွေမဖြစ်နဲ့ကိုလှုပ်ရှားရှိတာဆက်လှုပ်ပါကိုလှုပ်ချင်တာတွေကိုဆက်လှုပ်နေပါ don't stop နော်မရလိုက်နဲ့နော်ဆက်ပြီးတော့နောက်ထပ် angel message or universe message ကြည့်အောင်ဘာဆက်ပြောချင်သေးလဲ ဘာသာပြောချင်သေးလဲ universe ကတကယ်ထလာပြပါဒီ yes no မေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ဒီအချိန်လေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ okay တော့ငါကထွက်လာတယ်ကြည်ရအောင် if you believe ကိုကယုံကြည်မှန်းဆိုလို့ရှိရင်ဒါကိုဖြစ်ချင်တဲ့အတိုင်းဖြစ်လာဖို့ရှိတယ်เนาะကိုကယုံကြည်မှန်းကိုကိုယုံကြည်မှုအာကိုယုံကြည်မှုကိုမရတန်းလိုက်နဲ့ don't stop your don't stop believing အဲ့တချင်သွားသည် yeah if you believe compromise အာခုနကပြောသလိုပဲเนาะခုနကလည်းဒီမှာ9 of cups နဲ့ပြောထားတယ်ကိုဘက်ကအ short ပေးလိုက်ရမှလေးလည်းလွတ်ဆုံးရှုံးလိုက်ရမှလေးတွေရှိတယ်အဲ့လိုပဲဒီမှာ compromise ကိုဘက်ကညှိနှိုင်းနိုင်နေပေါ့เนาะအာလှုပ်လိုက်ရမှမျိုးလေးတွေရှိတယ်ကိုဘက်က short ပေးလိုက်ရမှလေးတွေကိုဘက်ကညှိနှိုင်းပြီးတော့သူ့ဘက်က အာအဲ့လိုမျိုးပေါ့သူများနဲ့ဆက်ဆံရတဲ့ကိစ္စမျိုးဆိုရင်လည်းသူ့ဘက်ကအလျှော့ပေးရတဲ့မျိုးလေးတွေလည်းရှိတယ်ကိုယ့်ဘက်ကအလျှော့ပေးရတဲ့ညှိယူရမယ်ပေါ့နော်ညှိယူပြီးတော့မှရနိုင်မယ့်ကိစ္စမျိုးပေါ့နော်ဒီ yes no မှာဆိုလို့ရှိရင်လည်း yes ဘက်ကိုသွားကျင်တယ်ဆိုလို့ရှိရင်ညှိယူပြီးတော့မှသွားနိုင်မယ်ညှိယူပြီးတော့မှဒီကိုဖြစ်ချင်တာရနိုင်မယ်ကိုဖြစ်ချင်တာဖြစ်လာနိုင်မယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော်ဘာဖြစ်ဖြစ်စိတ်အားမလျှော့ပါနဲ့ကိုလှုပ်ရှားရှိတာဆက်လှုပ်ပါနော် Okay power drop message တရားတော့လောက်ပါပဲယူလိုက်မယ်လို့မျှော်လင့်ပါတယ်နော် Bye hello part 2ဒီ citrine အာကြောက်တုံးလေးကိုရွေးထားတဲ့ part 2လေးအတွက် yes no မေကွန်းကိုကြည်ပေးမှဖြစ်ပါတယ်စိတ်ထဲမှာမေကွန်းရှိပြီလို့မျှော်လင့်ပါတယ်เนาะအဲ့တော့ဒီစိတ်ထဲကမေကွန်းကလေ negative part ကိုမေးထားတဲ့မေကွန်းမျိုးကိုမဖြစ်စေနဲ့ပေါ့เนาะအာဥမာ तू အခြေရေးမှာဆိုရင် तू ကိုပေါ့ तू ူဖောက်ပြန်နေလားလို့မေးမှန်းစာသူကိုပေါ်တစ္ဆာရှိလားလို့မေးတာမျိုးပိုကောင်းတယ်ဘာလို့ဆိုတော့ဒီမှာ positive က negative ကနဲ့ကြည့်မှာဆိုရင်သူဖောက်ပြန်နေလားဆိုတော့ positive ကကြီးနဲ့ကြတာကြတော့ logical ကြမနေဘူးလေနော်အဲ့တော့သူကိုပေါ်တစ္ဆာရှိလားဆိုတာကို positive ကလေးနဲ့ရတာကြတော့အာ logical ကြတယ်နော်အဲ့တော့อืมအာနားလည်မှန်းထင်ပါတယ်နော်ပြောချင်တာဆက်လိုက်ကြအောင် ပါချူလေးတွေအတွက် yes no မေးခွန်းလေးကိုကြည့်ပြမှာဖြစ်ပါတယ်။ဒီကလေးလေးကိုကင်မရာမှာပဲ shuffle မှာနော်။ shuffle ပြီးရင်ချိုးပြီးရင်ဂျန်ငယ်ပေါ်နေသုံးကပ်ယူပြီးကြည့်မယ် yes no ။ပြီးရင်ဒီ energy လေးကြည့်ကြည့်မယ်ပေါ့နော်။လေးကပေါ့စူးစူးပေါ့။ Okay ။ပါချူလေးတွေအတွက်လူစိတ်ထဲမှာရှိတဲ့မေးခွန်းလေး yes no တိပိတိပိရစေ။ yes no ဖြစ်လေတိပိရစေ။ ပါထူလေးတွေအတွက်သူစိတ်ချရှိတဲ့မိကွန်တွေ yes no မိကွန်တွေကိုပြောပြပေးပါ okay ဒီမှာမကောင်းတဲ့ကတ်လုံးတော့ပါဘူးဒါဒီကတ်လေးက hybrid test hybrid test ကတ်လေးက maybe ကိုပြနေတယ်အခုချိန်မှာမပြောပြချင်သေးဘူးဒါပေမဲ့တခြားကတ်တွေနဲ့တော့ပြောပြနေရ Ace of cups yes four of wands yes seven of pentacles အာ yes အဲ့တော့ဒါ yes ကိုတော်တော်လေးကိုရည်ညွှန်းတဲ့အာအဖြေလေးပဲဖြစ်တယ်နော်အာဘလောက် percentage လဲဆို90%ရာခိုင်နှုန်း yes နော်90%ရာခိုင်နှုန်း yes ဆိုတာမျိုးတွေ့ရတယ်အာအနည်းဆုံး80အများဆုံး90%ရာခိုင်နှုန်း yes အဲ့တော့ yes ဘက်မှာရှိနေပါတယ်နော်ဒါလေးရှင်းတော့လောက်ပါโอเค high precious နဲ့ဆက်စားကြမှာတွေ့ရတာကိုယ်တိတ်မပြောပြချင်သေးဘူးဒီအဖြစ်ကိုမပြောဆိုပြောပြလိုက်ရင်ကိုယ့်ရဲ့ thinking နဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာဟာ influence ဖြစ်သွားမှာဆိုလို့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာဒီအဖြစ်ကမပြောမလား음လွှမ်းမိုးသွားမှာဆိုလို့เนาะအဲ့တော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို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 ပိုင်းနိုင်အောင်ချကိုဘယ်လမ်းကြောင်းသွားမယ်ဆိုတော့ကိုပါကိုအရင်ဆုံးဖြတ်ဆုံးဖြတ်ပြီးတော့မှဒီအဖြစ်နဲ့ confirmation ယူဒါမှမဟုတ်လည်းဒီအဖြေနဲ့ inspiration ယူပေါ့နော်အဲ့လိုမျိုးပို့ဒီအဖြေနဲ့ဆက်ပြီးတော့သွားအဲ့လိုမျိုးပုံစံမျိုးလေးဒီအဖြေနဲ့အာယူပြီးတော့ရှေ့ဆက်သွားဒါပေမဲ့ကိုဆုံးဖြတ်ချက်ဒီပေါ့ဒီအဖြေတွေကမလွှမ်းမိုးပါစေနဲ့ဆိုတဲ့ message လေးရတယ်နော်အဲ့တော့ကိုကိုကိုအရင်ဆုံးပြန်သုံးသပ်ပါကိုဘာလို့ခြံလဲကိုဘာဖြစ်ခြံလဲဆိုတာကိုအရင်ဆုံးပြန်သုံးသပ်ပြန်သုံးသပ်ပြီးတော့ကိုဖြစ်ခြံတဲ့အတိုင်းရှေ့ဆက်သွားပါနော်ဒီအဖြေကခွန်အားဖြစ်ပါစေပြီးတော့ပထမဆုံးတွေ့ရတာဒါဥမာ အဲ့တော့ပြုချင်တဲ့သူတွေကလေးရချင်တဲ့သူတွေအတွက်ဆိုဒီမေကွန်းရဲ့အဖြေကတော်တော်ကောင်းပါတယ်ဒီ Ace of Cup ဆိုတာကလေးရတဲ့အာတင်ဂီတာလေးပေါ့နော်4 of 1ဆိုတာအိမ်အောင်ကြားတယ်တင်ဂီတာလေး Okay အာပြပါရှိသေးတယ်7 of Pentacles အရာဒီဒီလောင်းကိုတွားတဲ့အခါမှာကိုကငွေကိုချစ်ပအောင်စုနိုင်ဖို့တော့လိုမယ်ဆိုတဲ့ message လေးရရနော်ကို အသေးပွင့်တွေစိုက်ပြိုးရမှာမျိုးတွေရှိတယ်เนาะအဲ့ဒီတော့ကြောင့်ဆူနိုင်တယ်လောက်ဆူထားပါဒါအိမ်အောင်ချက်ကလေးမွေးတဲ့သူတွေဆိုတော့ဆိုလဲဒါဒီ message ကအကြောင်းဝင်တယ်လीเนาะကိုအာဆူစရာရှိတာလေးဆူဖို့เนาะအဲ့လိုမျိုးလေးပြီးတော့အာဒီ four of ones အရာเนาะဘာတွေ့လဲဆိုတော့ဒီဟာ yes ပြီးတော့အခြေတကြဖြစ်သွားမယ်အတီတကြဖြစ်သွားမယ်ခိုင်မြဲသွားမယ်ဆိုတဲ့ပုံစံမျိုးလေးเนาะဥမာအာ ိုဘယ်နေရာမှာအခြေချပြတ်မလဲဆိုတာမျိုးပေါ့နော်အခြေချဘယ်နေရာမှာအခြေချမလဲဥမာကိုဒီနိုင်ငံမှာအခြေချပြတ်မလားဆိုပြီးမေးလိုက်တဲ့သူတွေအတွက်ဆိုရင်ဒီနေရာမှာအခြေချပြတ်မယ်ဆိုတာကိုအာ confirm လုပ်သွားတာမျိုးဒီနေရာမှာအခြေချပြတ်မယ်အိမ်တိုးအိမ်တိဆောက်ပြတ်မယ်အဲ့လိုမျိုးပေါ့နော်မိသားစုဘဝထူထောင်ပြတ်မယ်အဆရှိသဖြင့်အဲ့လိုမျိုးလေးတွေ့ရတယ်ဒီ ace of cups အဲ့ရ နော်ကိုယ့်ရဲ့ရီမန်းချက်တွေပြေဝလာမယ်ကိုယ့်ရဲ့စန္ဒရီမန်းချက်မဟုတ်တာရီမန်းချက်မဟုတ် sorry ကိုယ့်ရဲ့စန္ဒတွေပြေဝလာမယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော် Ace of Cups ကစန္ဒကိုပြတာမျိုးပို့ဆိုတော့လေကိုယ့်ရဲ့ emotion ဘက်ကိုပြတာမျိုးဆိုတော့ခံစားချက်ဘက်ကိုပြမယ်ဆိုတော့ကိုယ့်ရဲ့ခံစားချက်တွေရီမန်းချက်တွေရီမန်းချက်ပဲပြောပြောနေရီမန်းချက်လည်းပါမယ်ထင်တယ်အဲ့ဒါဆိုရင်နော်ကိုယ့်ရဲ့ခံစားချက်တွေပြေဝလာမယ်ကိုယ့်ရဲ့စန္ဒတွေပြေဝလာမယ်ရီမန်းချက်လည်းပါလိမ့်မယ်ထင်တယ်နော်โอเคအာဒီနှစ်ခုမှလေးတွေ့ရတာလေဒီ तू မ ဒီမျိုးသမီးကလည်းဒီဟာကိုသူ့ရဲ့ရင်ဘတ်ဝမ်ဘတ်ဝမ်ဘိုက်ဘတ်မှာဒီလိုမျိုးလေးကင်ထားတယ်ဒီဟာကလည်းရှိခွက်လို့အဲ့လိုကင်ထားအဲ့တော့အဲ့တော့လေရတဲ့ message ကလေကိုတကူလှုပ်တယ်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးတကူလှုပ်တယ်ဆောင်ရွက်တယ်ဆိုလို့ရှင်စိတ်ပါလက်ပါနဲ့ဆောင်ရွက်ပါပြီးတော့ကိုရဲ့ဆူတောင်းတွေကိုဆန္ဒပြုတာတွေကိုဖုတ်ထုတ်ဖော်ပြီးတော့လှုပ်ပါ ကိုယ့်ရဲ့ဆန္ဒတွေကိုထုတ်ဖော်ပြီးတော့လုပ်ပါကိုယ့်ရဲ့ဆူတောင်းတွေကိုထုတ်ဖော်ပြီးလုပ်ပါအာဒီတစ်ခုလောက်လိုက်တယ်ဒါရရင်ကောင်းမှန်းဆိုပြီးတော့နေနေတာတက်ဒီတစ်ခုလောက်လိုက်တယ်ဒါရပါစေအဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ဆန္ဒလှိုက်လိုက်လဲလဲနဲ့အဲ့လိုမျိုးဆူတောင်းဖို့လူရာမျိုးတွေ့ရတယ်နော်โอเค manifest လုပ်လို့ရတယ်ပြောချင်တာကတော့ manifest လုပ်လို့ Okay တွေ့ရတဲ့လောက်ကတော့ဒီလောက်ပါပဲအာ angel message လေးနဲ့ထပ်ကြည့်ပေးပါမနော် Angel message dekat thola pay ba di part 2 20 years no me kon di kaisa li ne patat pyo ba pyo chan le ba thap pyo pyo chan le angel ya ba pyo chan da mo universe ka ba pyo chan le dekat thola pay ba part 2 20 years no me kon ne patat pyo ku yes phi ya thar kaisa ne patat pyo do ba pyo chan le Angel message universe message please 嘿嘿。 sorry အသားတဘာဖြစ်သွားလို့ဒီပျော်သွားတာဒီမှာ yes ဆိုတော့လေအဲ့လိုအရင်အဲ့လို confirmation တွေထပ်ထပ်ပေးရင်လေတူညီတဲ့ message တွေထပ်ထပ်ပေးရင်အရင်ပျော်တာပဲခုနပါဝါမှာလည်းအဲ့လိုမျိုးတူညီတဲ့ message လေး yeah အခုပါလ်တူမှာလည်းအဲ့လိုပဲဒီမှာ yes လို့ဖြေထားပါတယ်ဘာထပ်ပြောချင်လဲဆိုတော့ yes ပြီးတော့လေတခုတတိထားမိလာတော့မသိခုနလေအမှန်တကယ်ကပါဝါမှာတော့ဆိုလို့ရှင်ဒီဟာလေးတွေအများကြီးထုတ်ပေးတယ်၃ကလောက်ထုတ်ပေးဒါပေမဲ့ဒီပါကိုကြောက်ကိုပြောချင်တာကြီးပြောပြီးသွားပြီဆိုပြီးတော့ရက်တော့မလို့ဩ ဒါလည်းမလုပ်ပေးရသေးပါလားဆိုတော့အော်ဒါအဲ့ဒါဒါလေးလုပ်ပေးလိုက်အောင်မယ်ဒါတိတ်လုပ်ပေးဖို့လည်းမလိုပါဘူးလို့စိတ်ထဲမှာထင်မိတယ်အဲ့ဒါကြောင့်လည်း तू ကဒီမှာ yes ပဲဘာမှတွေးတူထပ်ပြောမနေဘူး yes okay ဒီအဖြေက yes okay အာပါတူလေးတွေတွေ့ written လေးရတော့ပါပဲပေးလိုက်တဲ့ message လေးတွေကိုရလိုက်မလို့မျှော်လင့်ပါတော့เนาะ see you bye hello part 3 amethyst crystal လေးကိုရွေးထားတဲ့ part 3လေးတွေအတွက် reading လေးကိုကြည့်ပေးမှာဖြစ်ပါတယ် yes no reading လေးပေါ့နော် okay အရင်ဆုံးပြောချင်တာကအာစိတ်ထဲမှာကိုမေးချင်တဲ့မိကုံးလေးတွေရှိပြီလို့ထင်ပါတယ်နော်ကိုမေးချင်တဲ့မိကုံးလေးတစ်ခု yes no အဖြေအတွက်မိကုံးလေးတစ်ခုရှိပြီလို့ထင်ပါတယ်အဲ့အဖြေလေးကိုနော်အဲ့မဲ့အမိကုံးလေးကိုဟို positive sense လေးမေးထားမယ်လို့မျှော်လင့်တယ်ဘယ်လိုမျိုးလဲဆိုတော့လေဥပမာအာ तू ဖောက်ပြန်နေလားဆိုတော့ yes no မေးတာတက် သူကိုပေါ်သက်သာရှိလာလို့မေးတာပို့ပြီးတော့ကောင်းတယ်။ဘာလို့လဲဆိုတော့ तू ဖောက်ပြန်နေလားလို့မေးတာကို yes နဲ့ဒီ positive ကတည်းက yes ယူလိုက်ရင် तू ဖောက်ပြန်နေတဲ့ကိစ္စက positive ကိစ္စအိမ်မှာမဟုတ်တာလीနော်။အဲ့တော့ logic ကမကြအောင်။အဲ့တော့ तू သက်သာရှိလာဆိုတာကို yes လေးနဲ့ပြတာပို့ပြီးတော့ကောင်းတယ်နော် logic ကကြကြလေး။အတိတ်ပဲရှိရှိလေးပေါ့။နော် okay ပါ3လေးတွေ ဘာထွေးလေးတွေအတွက်စာပြတ်ကြည့်ပေးပါမယ်။ on camera မှာပဲ share ဖွင့်လုပ်လိုက်ပါမယ်နော်။ဘာထွေးလေးတွေအတွက် yes no mego လေးကြည့်ပေးမှာဖြစ်ပါတယ်။ဒီခါကို share ဖွင့်လုပ်ပြီးတဲ့အခါမှာချိုးလိုက်လို့ကျန်ခဲ့တဲ့အပုံကနေသုံးခက်ယူပြီးကြည့်မှာဖြစ်တယ်နော်။ပြီးတော့ energy cut လေးလည်းကြည့်မှာဆိုတော့အိုးဟိုးဟိုးစူပါလေးကပေါ့ပြောချင်တာများနေလားမသိဘူး။ဒီလိုကတ်တွေအများကြီးထွက်လာတယ်။အဲ့လိုမျိုး universe ကကိုယ့်ရဲ့ ကိုပြောချင်တာများနေအဲ့လိုပဲကိုတို့ share phone နေတော့ကလေးအများကြီးထွက်လာတတ်တယ်။ပါ free drop ဒီကစက yes no မေးလို့နေပါဖြည့်ပေးမလဲကြည့်ကြရကြည့်ကြရအောင်။ပါသူလေးလေးစိတ်ထဲမှာမေးထားရမေးခွန်းအတွက် yes no မေးလို့နေပြပြပြပါ။ yes no ဖြည့်လေးပြပြပြပါ။ Okay. Six of cups. Two of pentacles. Eight of pentacles. Five of pentacles. Okay. Battery leader. Got to love you. အာကုန်မြင်လားမသိဘူးညာနော်โอเคပထမဆုံးရတဲ့ကတ်လေးကတော့ six of cups အဲ့ဒါအရော yes ကိုပြရတယ်ပြီးတော့ two of pentacles two of pentacles ကတော့ maybe ဆိုတာကိုပြရတယ်ပြီးတော့ okay wait wait eight of pentacles yes ဆိုတာကိုထပ်ပြရတယ် energy check တဲ့အခါမှာ fight of pentacles ရတာကြတော့ no ဆိုတာကိုထပ်ပြရတယ် ။ငိုဆိုတော့ပြရတယ်ထပ်ပြရတယ်မဟုတ်ဘူး။ငိုကဒီတစ်ကပ်ပဲပါသေးရ။ဒါကြောင့်မေးပြီ။ Yeah ။အဲ့တော့ဘလိုမျိုး percentage နဲ့ယူမယ်ဆိုရင်ဘလိုမျိုးတွေ့ရလဲဆိုတော့อืม90 95ညာ gain တော့ ठी အာ yes ဆိုတာမျိုးတွေက yes ပဲများနေတယ်เนาะဒါပေမဲ့အရင်အများကြီးတော့လည်းမဟုတ်ဘူး95ညာ gain တော့เนาะ95ညာ gain တော့ yes ဆိုတာမျိုးတွေ့ရပါတယ်အဲ့တော့อืมဘယ်လိုမျိုးအတိတ်ပဲကောက်လို့ရလဲဆိုတော့ ဒီအခု yes no မေးခွန်းပါလေကိုလုံနေကြအတိုင်းကိုဆက်လုံဖြစ်မှန်းဆိုတဲ့ပုံစံမျိုးလေးတွေ့ရ message ကလေဒီ six of cups နဲ့ကိုလုံနေကြအတိုင်းဒါမှမဟုတ်လေအရင်တော့ကလုတ်ခဲ့ပြီးတဲ့အတိုင်းဆက်လုံဖြစ်မှန်းအဲနေရာဒေတာကိုတွားတာဆိုလို့ရှိရင်အရင်တော့ရောက်ခဲ့တဲ့နေရာကိုပြန်ရောက်သွားမှန်းဆိုတဲ့ပုံစံမျိုးလေးနော်โอเคပြီးတော့ငွေကြေးအရာဆိုရင်တော့ဒီမှာငွေကြေးနည်းနည်းလေးကြက်တဲတာမျိုးတွေ့ရတယ် ကြိုးကြိုးဆဆလောက်ရမယ်အလုပ်ဆိုလို့ရှိရင်အလုပ်ကိစ္စဆိုရင်လည်းဒီမှာကြိုးကြိုးဆဆလေးလောက်ရမယ်ဆိုတာမျိုးတွေ့ရ8 of pentacles နဲ့ကြိုးစားရမယ်အလုပ်နဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ကြိုးစားရမယ်ကိုอืมဒီပညာရတစ်ခုခုကို master ဖြစ်သွားတဲ့အထိ master ဖြစ်သွားရဆိုတော့ master ဘွဲ့ယူရအောင်ပြောတာမဟုတ်ဘူးเนาะဟိုကျွမ်းကျွမ်းကျင်တက်မြောက်သွားတဲ့အထိအာလေ့လာသင်ယူပြီးတော့စူးစမ်းလောက်ဆောင်ရမယ်ဆိုတော့ message မျိုးအဲ့ဒါမျိုးပြောတာပေါ့เนาะ တော့ဒီ5 of pentacles ရောင်းငွေကြေးသိပ်ပြီးတော့အဆင်မပြေဘူးနည်းနည်းလေးချက်တယ်မှန်ဆိုတာမျိုးတွေ့2 of pentacles ကလည်းအဲ့လိုပဲငွေကြေးချက်တဲ့ကံလေးဆိုတော့လေငွေကြေးချက်တဲ့အတက်2 of pentacles ကငွေကြေးမလုံတော့ဘူး5 of pentacles ကနည်းနည်းအာငွေကြေးမတတ်နိုင်ဘူးဒါမှငွေကြေးချက်တဲ့အဲ့လိုမျိုးပုံစံမျိုးလေးဆိုတော့လေနော်ငွေကြေးနဲ့ပတ်သက်ပြီးတော့တော့အဲတတိထပေးပါအတုံးဆွဲလေးတွေ short ပေါ့နော် Okay ပြီးတော့ဗာဆက်တွေ့ရလဲအာဒီလမ်းကိုဆက်လျှောက်မယ်ဆိုလို့ရှင် yes yes ဆိုတာ85ရာခိုင်နှုန်း yes เนาะအဲဒီလမ်းကိုဆက်လျှောက်ဖို့ကိုကဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှင်တော့ကြိုးစားမှရမယ်ငွေကြေးရေးအသုံးဆွဲလျှောက်မှရမယ်เนาะအဲ့လိုမျိုးကိုတင်ထားတယ်ကိုတက်မြောက်ထားတဲ့အရာတွေနဲ့ဆက်ပြီးတော့လုံနိုင်မှရမယ် okay အာ angel message လေးကြည့်လိုက်ကြရအောင်ဒါဆက်ပြောခြင်းလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Bar 3 Dread Angel message or universe message, please. That's a lot of people. You can send a better video. Bar 3 Dread Universe message or angel message, please. When I send a letter, I know yes, yeah, target you may go. You can send a better video. Okay, ready, lobby. Improving health. โอเคจ๊ะมายยูไซต์ป่ะดาม่วนแหละจ๊ะมายเองอัดแต่ปูไปแล้วกาวละมั้ยไอ้หลูမျိုးปုံစံမျိုးป่ะเนาะจ๊ะมายเนี่ยปัดตัดပြီးတော့ message လေးရတယ်เนาะจ๊ะมายยูไซต์ဖို့လို့ပါလိမ့်မယ်ပို့ပြီးတော့ကောင်းလာဖို့ပေါ့เนาะဒီ line ချောင်းကိုသွားလို့ရှင်နောက်တစ်ခုနောက် interpretation နောက်အာထိပ်ပဲဖော်လို့ရတယ်ခွာဒီ line ချောင်းဒီ yes ဆိုတဲ့ line ချောင်းနဲ့ဆက်သွားမယ်ဆိုလို့ရှင်ကျမကြီးတွေကောင်းမွန်လာမယ်အဲ့လိုမျိုးလေးတွေ့ရတယ်เนาะဆိုပြီးတော့နောက်ထပ်မိအာ နောက်တစ်ခါလေးထပ်ကြည့်အောင် angel message or universe message please ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ universe ကကိုယ်ကပြောချင်တယ်ဒါမှမဟုတ် angel ကိုယ်ကကြည့် angel တရားကိုယ်ကပြောချင်တယ်တကထွက်လာပြီပါဒီကိစ္စနဲ့ပတ်သက်ပြီးပါထပ်ပြီးတော့ပြောချင်သေးလဲ Okay success အောင်မြင်နိုင်တယ်နော်အဲ့တော့ oh ဒီအောင်မြင်နိုင်ဆိုတော့ဒီ8 of pentacles အောက်မှာကြာတော့လေဘယ်လိုမျိုးလေးလဲဆိုတော့အာ အဲ့တော့ medical ဆိုကိုယ့်ရဲ့ကြိုးစားမှုကိုယ့်ရဲ့ကြိုးစားမှုတွေအတိုင်းရလကအောင်မြင်မှုတွေရလာနိုင်တယ်။ကိုကြိုးစားရင်ကြိုးစားသလောက်အောင်မြင်မှုရမယ်ဆိုတဲ့ message လေးပေါ့နော်။အဲ့တော့อืมကျမရေကူးဆိုင်ပြပါကျမရေကောင်းမွန်လာဖို့လည်းရှိပါတယ်နော်။အခုကျမရေကောင်းမွန်လာဖို့ဆိုတော့ကိုယ့်ဘက်ကလည်းကူးဆိုင်မှာပေါ့နော်။အဲ့ဒါကြောင့်ကျမရေကူးဆိုင်ပြပါကောင်းမွန်လာဖို့ရှိပါတယ်။ပြီးတော့ကိုယ့်ရဲ့အလုပ်ကိစ္စတို့ဘာလို့ဆိုလို့ရှိရင်လည်းအာကိုတက်မြောက်ထားတဲ့ပညာရကိုပဲပို့ပြီးတော့ ကျွမ်းကျင်အောင်လေ့လာသင်ယူပါနော်ပို့ပြီးတော့တက်မြောက်ထက်တက်မြောက်အောင်ကျွမ်းကျင်တဲ့ကျွမ်းကျင်အောင်လေ့လာသင်ယူပါကိုအဲစူးစမ်းသမျှတွေကအရာထင်မဲ့အောင်မြင်မဲ့ဆိုတာမျိုးလေးတွေ့ရတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့နည်းနည်းချိုးချမ်းချွေတာပြီးတော့တုံဆွဲပေးပါနော် Okay, part 3 12 page in the message တရားတော့ဒီလောက်ပါပဲရလိုက်မယ်လို့မျှော်လင့်ပါတယ်เนาะ See you bye